မင်္ဂလာပါရှင်။ဘာမခိတိတရင်ဌာနဤထိတ်တန်းတရင်များကိုတင်ဆက်ပေးပါတော့မယ်ရှင်။အခုပထမဆုံးတင်ဆက်ပေးမယ့်တရင်ကတော့မန္တလေးတက္ကသိုလ်နှစ်တရာပြည့်ပွဲတော်သို့မြောက်လိုင်းတက်ရောက်မည်ဖြစ်၍တက်မည်သူများ၏ကိုရေးအကျဉ်နောက်ကြောင်းရာဇဝင်များစီစစ်ပြီးလုံခြုံရေးအထူးတင်းကျပ်ခါဂျုံကနှင့်ဂျမ်းမာအများပြချထားရဆိုတဲ့တရင်ကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။မန္တလေးတက္ကသိုလ်နှစ်တရာပြည့်ပွဲတော်သို့အကျဉ်ဖတ်မြောက်လိုင်းတက်ရောက်မည်ဖြစ်၍တက်မည်ចောင်းသားចောင်းသူများဆရာဆရာမများနှင့် မန္တလေးမြို့ကန်များဤကိုရီးအကျဉ်နောက်ကျောင်းပြဆဝင်များကိုစစ်တပ်ကအထူးစီစစ်ပြီးလုံခြုံရေးအထူးတင်းကျပ်ထားကြောင်းမန္တလေးတက္ကသိုလ်မှဆရာဆရာမများအတိုင်းဝိုင်းကပြောဆိုပါရယ်မနက်ဖြန်အော်တိုဘာလ၄ရက်နေ့တွင်မန္တလေးမြို့မဟာအောင်မြင်မြို့နယ်83လမ်းပေါ်ရှိမန္တလေးတက္ကသိုလ်တွင်ယာပြည့်အခမ်းအနားဖွင့်ပွဲနှင့်ဆက်ဆက်အခမ်းအနားကိုကျင်းပပြုလုပ်မည်ဖြစ်ကြောင်းမန္တလေးတက္ကသိုလ်ယာပြည့်ပွဲတော်သို့မင်းအောင်လှိုင်နှင့်မိမကျူကျူလာတို့ကလာရောက်ဖွင့်လှစ်မည်ဖြစ်ကြောင်း ထိုခန်းနာတက်ရောက်မိသူအလုံးဤခိုးရီအချင်းများကိုစစ်ဖက်ရေးရလုံခြုံရေးတပ်ဖွဲ့ကစီစစ်ပြီးစီရီယံဝန်ထမ်းများနှင့်အမျိုးတော်သူများဆွေမျိုးတွင်နိုင်ငံရေးအမှုဖြင့်ထောင်ချထားသူများတွေ့ရှိပါကတက်ရောက်ခွင့်မပြုကြောင်းသိရပါသည်ခိုးရီအချင်းတင်ပြရတယ်အဲ့ဒီမှာအမျိုးထဲမှာစီရီယံဝန်ထမ်းရှိတာနိုင်ငံရေးအမှုနဲ့ထောင်ချတာရှိရင်ပေးမတတ်ဘူးအခုထပ်တီးတော့တည်ထားတာကတက်ထိတ်ဆောင်ကပုတ်ကိုမင်းအောင်လိုင်းလာရောက်တတ်မယ်ဖွင့်ပွဲလုပ်မယ်လို့ပဲတည်ထားပါတယ်တကယ်တက်မတက်ကတော့မနဲ့ပြန်ဆောင်ကြည့်ပေါ့ ပြီးတော့ဖုံးနေလေစစ်တိန်ရှားပြေပွဲတဲ့ကိုဖုံးအောင်ပြီးသေးပါမလားမသိဘူးဟုမန္တလေးတက္ကသိုလ်မှမိပြဆရာတအူကပြောဆိုပါတယ်။ထို့ပြင်မန္တလေးတက္ကသိုလ်ပတ်ဝန်းကျင်တွင် drone ကျန်မာများ drone guard များကိုလည်းချထားပြီးဆက်သွယ်ရေးဖြတ်တောက်စံများတက်ဆင်ထားသောကားများကိုလည်းမန္တလေးမြို့တွင်လှည့်လည်ကြီးဖြစ်ကြောင်းမင်းအောင်လိုက်တက်ရောက်ချိန်တွင် drone ဖြင့်လာရောက်ဖုံးကျင်းမိကိုစစ်တပ်ကစိုးရိမ်သက်ဖြင့်ဆက်သွယ်ရေးဖြတ်တောက်စံများစွာချထားခြင်းဖြစ်ကြောင်းသိရပါတယ်။မန္တလေးတက္ကသိုလ်သည်1925ခုနှစ် ဇူလိုင်လ၄ရက်နေ့တွင်မန္တလေးဥပစာကောလိပ်ကိုစတင်ဖွင့်လှစ်ခဲ့တဲ့ဖြင့်နှစ်တရာပြည့်ခဲ့ပြီဖြစ်ကြောင်းသိရပါသည်။ဆလပင်ရွှေဘိုတွင်စစ်တပ်ကပြစ်ခတ်ခဲ့သောလက်နက်ကြီးကြားရောက်ပောက်ကွဲမှုကြောင့်အောင်မြေချမ်းမြေဘုံကြီးကျောင်းအတွင်ကြားရောက်ပောက်ကွဲပြီးခိုးရင်ငယ်၃ပါပြန့်လွန်တော်မူပြီးခွနပါတိကြိုက်တန်ရရာ PDF ဤပြစ်ခတ်မှုကြောင့်ကိုရင်ငယ်များတည်ဆုံးသည်ဟုစစ်တပ်ကလိမ်လည်ဝါဒဖြန့်နေဆိုတဲ့တဲ့တင်ကိုတင်ဆက်ပြီးသားမှာဖြစ်ပါရယ်။ စကိုင်းတိုင်းရွှေဘုံမြို့တွင်စစ်တပ်ကပြစ်ခတ်ခဲ့သောလက်နက်ကြီးကြားရောက်ပောက်ွဲမှုကြောင့်အောင်မြေချမ်းမြေဖုံကြီးကျောင်းအတွင်ကြားရောက်ပောက်ွဲပြီးကိုရင်ငယ်၃ပါးပြန့်လွန်တော့မှုပြီး၇ပါးတိခိုက်ဒဏ်ရာရရှိကြောင်းဒေသခံပြည်သူများနှင့်အောင်မြေချမ်းမြေကျောင်း၏ပင်တိုင်အလူရှင်တအုပ်ကသတင်းဌာနကိုပြောပါရယ်အော်တိုဘလ၂ရက်နေ့ရွှေဘုံမြို့နယ်တာခနန်းကျေးရွာတွင်စစ်တပ်နှင့်တော်လှန်ရေးတပ်များအကြားတိုက်ပွဲများဖြစ်ပွားကြောင်း ထိုးထိုးတိုက်ပွဲဖြစ်ပွားနေစဉ်ရွှေဘုံမြို့ပေါ်ကညာနာယုံတွင်အထိုင်ချတက်ဆွဲထားသောစစ်စခန်းတွင်မြို့ပေါ်ထောက်ပို့တပ်ကလက်နက်ကြီးများဟောင်းဝစ်စာလက်နက်ကြီးများဖြင့်ပစ်ကူပေးခဲ့ကြောင်းထိုးထိုးပစ်ကူပေးစဉ်စစ်တပ်ကပစ်ခတ်သောလက်နက်ကြီးကြီး၃လုံးမှမျိုးပေါ်တွင်ပင်ပြန်လည်ကြရောက်ခဲ့ကြောင်းလက်နက်ကြီးကြီးတလုံးမှအောင်မြေချမ်းမြေဖုံကြီးကြောင်ဝင်အတွင်သို့ကြရောက်ပောက်ခွဲပြီးကိုရင်သုံးမှပြန်လည်တော်မူကခွနပါတန်ရန်ရရှိခဲ့ကြောင်းသိရပါသည်။တိုက်ပွဲဖြစ်တာကကြာကနန်းရွာမှဖြစ်တာ အဲ့ဒါကိုကညာနာမှာတက်ဆွဲထားတဲ့အထိုင်စခန်းနဲ့ထောက်ပို့တပ်ကနေလက်နက်ကြီးတွေနဲ့ပစ်ကူတော့လူနေရက်ွက်တွေနဲ့မြို့ပေါ်ကိုကြော်ပြီးပြရတော့အဲ့ဒီမှာလက်နက်ကြီးသုံးလုံးကမြို့ပေါ်ပြန်ကြတယ်လက်နက်ကြီးတစ်လုံးကထူထောင်ရေးရက်ွက်ရွှေပုံသားဖျားနီးမှာကြတယ်မပေါက်ကွဲဘူးနောက်ထပ်စစ်တပ်ရဲ့လက်နက်ကြီးကြီးတစ်လုံးက TWS ကြောင်ရှိဆယ်မြောင်းဝင်းတွေကိုကြတယ်အဲ့ဒါလည်းမပေါက်ကွဲဘူးနောက်ဆုံးအလုံးကတမိုင်းဝင်အောင်မြင့်ချမ်းမြေကြောင်ပွင့်အတွင်မှာကြားရောက်ပေါက်ကွဲပါတယ်ကိုရင်တာမဏိငယ်၃ပါပြန်လွန်တော်မူပါတယ် ခုနှစ်ပါးတန်ရာရပါတယ်ဟုဒေသခံပြည်သူတအုပ်ကပြောဆိုပါတယ်စစ်တပ်ရဲ့လက်နက်ကြီးဖြင့်ပစ်ကတ်မှုကြောင့်ပြန်လည်တော်မူခဲ့သောကိုရင်ငယ်သုံးပါးမှာတတ်တော်၁၄နှစ်အရွယ်များဖြစ်သောရှင်ညာနီကရှင်အုတ်တမရှင်ဝိမလာတို့ဖြစ်ပြီးယနေ့အောက်တိုဘာလ3ရက်နေ့မော်လွဲ့နှစ်နာရီတွင်အုတ်ရှိကန်တုတ်တန်တို့ပို့ဆောင်ကြကြမည်ဖြစ်ကြောင်းသိရပါတယ်ကိုရင်ငယ်တွေရဲ့စာပနာကိုဒီနေ့လုံးမှာပါရွှေဘိုကပြည်သူတွေလည်းစိတ်မကောင်းကြဘူး။စာတင်တာကိုရင်ငယ်တွေပါဟုအောင်မြင်ချမ်းမြေကြောင်းရဲ့အလူရှင်တရက်ကတူကပြောပါရင် ရှင်းနေစစ်တပ်လက်အောက်ခံဝါရဖြန့်သတင်းစာများတွင်မူ PDF ကပြစ်ခတ်ပြီးကိုရင်ငယ်များပြန်လွန်တော်မူသည်ဟုလိမ့်လေသတင်းထုတ်ပြန်ဝါရဖြန့်ထားသည်တို့ရတွင်ရွှေဘိုးတမျိုးလုံးကစစ်တပ်၏ပြစ်ခတ်မှုကြောင့်ကိုရင်ငယ်များပြန်လွန်တော်မူထိခိုက်ဒဏ်ရာရရှိသည်ကိုသိရှိကြကြောင်းရွှေဘိုးမျိုးမှပြည်သူများနှင့်အောင်မြင်ချမ်းမြေကြောင်းဤအလူရှင်ဓာရိုက်ကဤပြောဆိုချက်အရာသိရှိရပါသည်ချမ်းဖို့ပါတီတို့မင်းအောင်လိုက်စေလို့ဒီစစ်ဗိုလ်ချုပ်ကြီးများအတွက်ရွှေကောက်ပွဲဝင်ပြီးကုန်ကြစည်နှင့်မဲဆွဲစည်းရုံးရေးစည်းရိမ်များအပီအစီယူဆောင်လာသည်ဟုသိရှိထားကြောင်း ကြန့်ခိုင်ရေးပါတီသတင်းရင်းမြစ်ကပြောဆိုပါတယ်စစ်တပ်မှလက်ရှိတာဝန်ထမ်းဆောင်နေသောမျိုးစောအောင်လင်းတွင်ညထုံဦးတင်အောင်ဆန်းနှင့်ဒုတိယဗိုလ်ချုပ်ကြီး6ဦးဖြစ်ကြသည့်စစ်တပ်ကကွယ်ရေးပစ္စည်းထုတ်လုပ်ရေးအရာရှိချုပ်ဟောင်းဒုတိယဗိုလ်ချုပ်ကြီးကံမြန်တန်း OTS 66အမတ်3စစ်စင်ရေးအထူးအဖွဲ့မှဒုဗိုလ်ချုပ်ကြီးတေစာကျော် DSA 28အမတ်6စစ်စင်ရေးအထူးအဖွဲ့မှဒုဗိုလ်ချုပ်ကြီးတပ်ပုံ DSA 29စီရေးချုပ်ဒုဗိုလ်ချုပ်ကြီးဖုံရန် OTS 83 စစ်ရာထူးခန့်ချုပ်ဒူးဘိုချုပ်ကြီးလင်းအောင် DSC 26တက်မတော်စစ်စစ်ရင်းနဲ့စစ်ရင်းစစ်ချုပ်ကြီးရည်လီဒူးဘိုချုပ်ကြီးစိုးတင်နိုင် DSC 31တို့အပါဝင်မင်းအောင်လိုက်ဆေးလုခဲ့သောစစ်တပ်အရာရှိများဌာနဆိုင်ရာအရာရှိများမှကျန်းဖို့ပါတီမှတစဉ်ရွေးကောက်ပွဲဝင်ချမိဖြစ်ကြောင်းထို့သောရွေးကောက်ပွဲဝင်ရာတွင်၎င်းတို့ရွေးကောက်ပွဲဝင်မည့်ကုန်ကြမ်းစိတ်များနှင့်မဲဆွယ်စည်းရုံးစည်းရိမ်များကိုပါတဘာတည်းယူဆောင်လာပြီးကျန်းဖို့ပါတီကမြည်သည့်ကုန်ကြမ်းမှုမှာထပ်မံစိုက်စီရမလို့ကြောင်းသိရပါသည် တက်ကလာတဲ့ကိုစလေလောင်းတွေကမဲဆွဲစည်းရုံးစရိတ်ကစလို့ကိုစလေလောင်းစရိတ်အကုန်လုံးတပါတယ်ယူလာတယ်လို့သိရတယ်။ပါတီဘက်ကဘာမှစိုက်ထုတ်စရာမလိုဘူးလို့သိရတယ်။လူတွေရောငွေကြေးတွေရောတပါတယ်ပါတာ။နောက်ပြီးသူတို့ယုံအဖွဲ့တွေနဲ့သူတို့လာကြတာပါတီဘက်ကဘာမှစီစဉ်ပေးစရာမလိုဘူး။ဥပမာဆိုရင်ဗိုလ်ချုပ်ကြီးအောင်လင်းထွေးဆိုရင်ရွေးကောက်ပွဲဝင်ဖို့အတွက်သူ့ရဲ့ကိုရီးအရာရှိအဖွဲ့နဲ့ယုံအဖွဲ့ကပါတီကိုလာပြီးကိုရီးအကျင့်ဖြည်တာလိုအပ်တဲ့စာရွက်စာတမ်းလာတင်တာတွေလုပ်တယ် တို့လူကြီးလာရင်ရုံထိုင်မဲ့နေရာအခန့်ခအစားပါတီဌာနချုပ်မှလာကြည့်ပြီးစီစဉ်တယ်ဟုကြန့်ခိုင်ရေးပါတီသတင်းရှင်းမြစ်ကပြောဆိုပါတယ်။လက်ရှိကြန့်ခိုင်ရေးပါတီတွင်အမတ်လောင်များရွေးချယ်မှုနှင့်ပတ်သက်၍လက်ကောင်ရွေးကောက်ပွဲအပြီးဖြစ်ပေါ်လာနိုင်သောအခင်းအကျင်းများနှင့်ပတ်သက်ပြီးမင်းအောင်လိုင်ကပင်အဆက်ဆက်အရာရာစီစဉ်ညွှန်ကြားနေပြီးပါတီဥက္ကဋ္ဌခင်ရင်ဘ ਹੁ အလုံးမှုဆောင်နှင့်မင်းအောင်လိုင်တို့အကြားဓာတ်ရိုက်ညွှန်ကြားမှုခံယူလုံဆောင်နေကြောင်းသိရှိရပါတယ်။ပါတီကတက်ချုပ်ရဲ့ညွှန်ကြားမှုခံယူလုံနေတယ်လို့ဒီလိုပဲပြောလို့ရပါတယ်။ ဗဟုကော်မတီဝင်အဆင့်တောင်မှသိခွင့်မရှိတော့ဘူး။တချို့ကိစ္စတွေကဥက္ကဋ္ဌ CEC နဲ့တချို့အကြားမှာဓာတ်ရိုက်လုပ်နေကြတာဟုကြံ့ခိုင်ရေးပါတီသတင်းရှင်းမြစ်ကပြောဆိုပါတယ်။အကြံဖက်စစ်ကောင်ဆောင်မင်းအောင်လှိုင်အမိန့်ဖြင့်ကြံ့ဖို့ပါတီတို့ဖိုးချုပ်ကြီးအဆင့်မှအောက်ခြေအဆင့်အထိစစ်အရာရှိများ၊ရုံးအုပ်များနှင့်တက်ချက်ကြီးစည်ရင်များပါမကျန်စုစုပေါင်းအင်အား489ဦးပြောင်းရွှေ့လာကြောင်းသိရပါသည် ဆက်လက်ပြီးနံပါတ်2မြို့ပေါ်အမှတ်ရှိရက်ကွက်ဖုံကြီးကျောင်းနှင့်လူနေရက်ကွက်ပေါ်တို့စစ်တပ်ကလေရင်ဖြင့်ပုံကျဲမှုပြည်သူ၃ဦးသေဆုံးပြီး၈ဦးထဏ်ရာရမန်တုံမြို့ကိုလည်းစစ်တပ်ကလေကြောင်းတိုက်ခိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ရှမ်းပြည်နယ်မြောက်ပိုင်း TNL ကသိမ်းပိုက်ထားတဲ့နံပါတ်2မြို့ပေါ်အမှတ်ရှိရက်ကွက်ဖုံကြီးကျောင်းနှင့်လူနေရက်ကွက်ပေါ်တို့စစ်တပ်ကလေရင်ဖြင့်ပုံကျဲချခဲ့ရာပြည်သူ၃ဦးသေဆုံးပြီး၈ဦးထဏ်ရာရကြောင်းဒေသခံပြည်သူများကသတင်းဌာနကိုပြောကြားပါတယ်။ ယနေ့အော်တိုဘာလ2ရက်နေ့နနက်9:23မိနစ်ဝင်းကျင်အချိန်စစ်တပ်ကနှမတူမျိုးအမှတ်ရှိရက်ကွက်ပုတ်ပါယုံဖုံကြီးကျောင်းအနီးနှင့်လူနေရက်ကွက်ပေါ်တို့တိုက်ပွဲဖြစ်ပွားခြင်းမရှိပေဘုံကျဲချခဲ့ကြောင်းဘုံကျဲမှုကြောင့်ပြည်သူတော်ဦးဖွဲ့ချင်းပြီးတည်ဆုံသွားခဲ့ပြီးကလေးငယ်များအပါအဝင်ပြည်သူရှင်ဦးမှဒဏ်ရာများရရှိခဲ့ကြောင်းသိရပါတယ်။ဒါကနှမတူမျိုးပေါ်ကိုပထမဆုံးဘုံကျဲချတာပဲ။ကျဲတာတော့တိုက်လေရင်နဲ့ကျဲချသွားတာ။ ပေါင်900ဘုံလို့ထင်တာပဲပောက်ကွဲမှုရောပောက်ကွဲတန်ရောအရန်ပြင်းထန်နေလောလောဆယ်တော့၃ဦးကတော့ဖွေးချင်းပြီးစုံနေဒဏ်ရာရတာတွေမှာလည်းဒဏ်ရာပြင်းထန်တာတွေပါတယ်နေအိမ်ရှိလုံးပြက်စီးပါတယ်ဟုနံပါတ်2မြို့မှာဒေသခံပြည်သူတို့ကရှင်းပြပါတယ်ထို့ပြင်စစ်တပ်ကမှန်တုံမြို့ရှိရခင်စစ်ကောင်စီဤခလာရ130တရင်ပေါ်သို့စစ်တပ်ကလေရင်ဖြင့်ဘုံကျဲချသွားခဲ့ကြောင်းစတဲ့လိုဘုံကျချမှုကြောင့်ထိခိုက်တိုက်ဆုံမှုတရင်အခြေအနေမသိရသေးကြောင်း TNL တရင်ရင်းမြစ်ထံမှသိရပါတယ် TNLA ထုတ်ပြန်ချက်တွင်မူယနေ့နက်9:23မိနစ်အချိန်နံပါတ်2နှင့်မန်တုံမြို့တွင်စစ်ကောင်စီတပ်ကတိုက်လေရင်ဖြင့်ပုံများလာရောက်ကျေချပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းနောက်ဆက်တွဲထိခိုက်ပျက်စီးမှုကိုဆက်လက်သတင်းထုတ်ပြန်မည်ဖြစ်ကြောင်းဖော်ပြထားပါသည်။